လူပီတကျင်လင်အဆက်ထက်အသက်ကအရေးကြီးသလားအသက်ထက်အဆက်ကအရေးကြီးသလားအဆက်နဲ့အသက်ရွေးချယ်စရာနှစ်ခုဖြစ်လာလင်ဘာကိုရွေးချယ်ကြမည်နည်းလူသည်အသက်ကို အထီးခံနိုင်ခဲသည်အသက်ကအရေးကြီးသည်ထင်ပြီး အသက်ရှင်လျင်ပြီးရောဘာပဲလုံရလုံရဆိုသည့်သဘောမျိုးလူသားတွင်ရှိသည်ထို့ကြောင့်ကိုကျင့်တရားကို အလေးမထားတော့အသက်ရှင်ဖို့လောက်တာမှန်သမျှအမှန်တရားဟု ယူဆသူတွေရှိလာသည် ထို့ကြောင့်မလုံရဲတာဘာမှမရှိမပြောရဲတာဘာမှမရှိဆိုသည့်သဘောမျိုးတွေကိုလက်ခံကျင့်သုံးကြသူတွေကများလာသည်လူတွေဟာအသက်ရှင်ဖို့အတွက်ကိုကျင့်တရားကို လွယ်လွယ်နှင့်စွန့်ပစ်ကြသည်အရှင်နန္ဒမာလာဘိဝန္တာဤတရားလေးကိုနာရသည်မှာစင်ချင်းစဉ်းစားစရာတွေများလှပေသည် လောကတွင်အသက်ရှင်ဖို့သာအရေးကြီးသည်ဟု ယူဆသူတွေရှိလာသည်အသက်နှင့်အဆက်ကိုလဲပြည့်ဝင့်သောလူမျိုးတွေပေါ်လာသည် ထို့သောသောသူတွေကြောင့်မဖြစ်တင်တာတွေဖြစ်နေကြရသည်တမာအာဇီဝဆိုသည့် စကားလုံးကို လူတိုင်းရင်နေသည်ကောင်းစွာအသက်မွေးခြင်းကို ဆိုလိုသည်တမာအာဇီဝဆိုသည်မှာမကောင်းမှုဖြင့်အသက်မွေးသောမိစ္ဆာအာဇီဝကိုရှောင်ကျဉ်ပြီး အပြစ်ကင်းသောအသက်မွေးမှုမျိုးဖြင့်ဘဝတွင်ရက်တည်နေနိုင်အောင်ကြိုးစားခြင်းဖြစ်သည်သူတော်ကောင်းတို့သည်အသက်ရှင်ရန်အတွက် မကောင်းမှုကို မလုပ်ဟု၍ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့်ရက်တည်နေကြသူများဖြစ်သည် ်ဘဝတွင် အသက်ရှင်နေရသည့်အခိုက်အတန့်လေးတွင် မကောင်းမှုလုပ်ပြီး အသက်ရှင်နေရခြင်းမှာတန်ဖိုးမရှိ ကိုကျင့်တရားနှင့် အသက်ကိုရှင်လိုက်လျင် အသက်ရှင်မှုသည်ဘာမှတန်ဖိုးမရှိ အသက်နှင့်လူလုပ်ခြင်းမဟုတ်အရှက်နှင့်လူလုတ်ခြင်းဖြစ်သည်ဟုခံယူကတမာအာဇီဝဖြင့်အသက်မွေးသူများသည်ဖျားအစရှိသော အရိယာသူတော်ကောင်းများဖြစ်ကြသည်သူတော်ကောင်းတို့သည် ူစရိုက်နှင့်အတ္တမမွေသူစရိုက်နှင့်သာအတ္တမွေကြသည်ကိုကျင့်တရားကိုတန်ဖိုးမထားသူတွေကြောင့်ငါအသက်ရှင်နေပြီးရောငါမိသားစု ရှင်သန်နိုင်ပြီးရောငါမိသားစုချမ်းသာစွာနေနိုင်ပြီးရောဆိုသည့်တနှက်စားတွေပေါ်ပေါက်လာသည်ထိုသူမျိုးတွေမှာတမအာဇီဝဆိုသည့်စကား၏အဓိပ္ပာယ်ကို နားမလဲဘသူတေတေငါမိသားစုနှင့် ငါကောင်းစားရင်ပြီးရောဆိုသည့်စိတ်ထားတွေနဲ့ရုံမာမှုရက်ဆက်မှု လူသားမဆန်မှုတွေအလုံးကိုပျော်ပျော်ကြီးလုံးနေကြသူတွေသည်အဆက်ထက်အသက်ကိုတန်ဖိုးထားသော သူရုပ်တွေဖြစ်ကြသည်ထို့ကြောင့်လဲမိစ္ဆာအာဇီဝကိုကျူးလွန်ပြီးရင်ကျူးလွန်နေကြသည်သူတို့အတွက် သူစရိုက်လှုပ်ခြင်းမှာမော်မြတ်သော လုပ်ငန်းဖြစ်နေပြီး ထို့သူစရိုက်နဲ့အသက်ရှင်နေရခြင်းကိုသာ ူတို့အတိုင်းဝိုင်းကမုံမြက်သည်ဟုထင်နေကြသည်ဒေါက်တာအရှင်နန္ဒမာလာဘိဝင်သားက လူတယောက်ဟာဒူးစရိုက်တွေလုံနေမယ်ဆိုလို့ရှိရင်တနေ့အသက်ရှင်ရင်တနေ့အာကုတူတွေပိုလာတယ်ကြာကြာအသက်ရှင်လေအာကုတူပိုများလေဟု၍မိန့်ကြားတော်မူပါသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ podcast ကို ACE Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ရင်အေးရ podcast ကို ACE Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ် ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကိုကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။